မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တရားဝင်ကုံသွယ်ရေးတဲ့စီးပွားရေးလုပ်ငန်းတွေလုတ်ကင်ပါဝင်ပတ်သက်မှုနဲ့အရှေ့ပိုင်းတိုင်းစစ်တနာကျုပ်တိုင်းမှုဗိုလ်ချုပ်နိုင်စောဦးကိုရာထူးကနေဖယ်ရှားဖမ်းဆီးခဲ့ပါတယ်မြောက်ရီ KK ဘက်ကနေမဲဆောက်ကိုထွက်ပြေးလာတဲ့နိုင်ငံသားသားတထောင်ကျော်လာပြီးတောင်ရင်းမြစ်ဖြတ်ကူးရင်းနှစ်သေးဆုံးသူ၃ဦးထက်မနည်းရဲ့အလောင်းတွေပေါ်လာကာ ကေကေပတ်မှာမြို့ပြည့်ကြီးအလားကြံ့ရစ်ခဲ့တဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တဲ့တွေကိုတက်ဆက်ပေးပါမယ်အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ရှမ်းပြည်နယ်မှာတရားဝင်ကုံတွယ်ရင်းနဲ့စီးပွားရေးလုပ်ငန်းတွေလုတ်ကင်ပါဝင်ပတ်သက်မှုနဲ့အရှေ့ပိုင်းတိုင်းဆက်နာကျုံတိုင်းမူဘူကျုံနိုင်စုံဦးကိုရာထူးကနေဖေရှားဖမ်းဆီးလိုက်တယ်လို့စစ်ဘက်သတင်းမြင့်နဲ့ စီရီယံဘိုကြီးစင်ရောကရန်ကုန်ခေတ္တကိုပြောပါရယ်။ဆဖြစ်တာကတော့တိုင်းမူဘိုကျုံနိုင်စောဦးကိုလက်ပေးလက်ယူထားတဲ့ကုံကားတချို့နဲ့တစ်ကားတချို့ကိုဟိုပုံးဤပညာကျောင်းအုပ်ကြီး ဘုံမူးချုပ်တန့်ထင်စိုးနဲ့တက်နယ်ဘုံမူးတွေကဖန်းစီခက်ရကနေပြဿနာဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးဘုံမူးချုပ်တန့်ထင်စိုးကနေနေပြည်တော်ကိုတိုင်ကြားရကနေအခုလိုအရှိပိုင်းတိုင်းတိုင်းမျိုးဘုံချုပ်နိုင်စိုးဥကိုဖေရှားဖန်းစီတဲ့အထိဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။အဲဒီလိုတိုင်ကြားခဲ့တာကြောင့်နေပြည်တော်ကနေပြီးတော့အရှိပိုင်းတိုင်းတိုင်းမျိုးဘုံချုပ်နိုင်စိုးဥနဲ့ကိုရဲရာရှိဘိုးကြီးရဲသူအောင်ကို စစ်ရုံးကနေတိုက်ရိုက်စင်ဖန်းတာလို့လဲစစ်ဘက်သတင်းမြေကပြောပြပါရတယ်။စီဒီအန်ဗိုလ်ကြီးစင်ရောကလည်းအရှေ့ပိုင်းတိုင်းစစ်နာကျုပ်တိုင်းမူဖန်ဆီးခံရမှုနဲ့အတီးပြုထားနိုင်ပြီးဟိုပုံစစ်နီးပညာကျောင်းကြီးဗိုလ်မှူးချုပ်တန့်ထင်ဆိုတို့အကြားပြဿနာတွေဖြစ်ပွားခဲ့တာလို့ထပ်လောင်းပြောဆိုခဲ့ပါရတယ်။ဗိုလ်မှူးချုပ်နိုင်စောဦးဟာအရင်ကဘာဒူးတက်မြို့ကြီးတိုက်ခိုက်ရေးတင်းနန်းကျောင်းရဲ့ကျောင်းအုပ်ကြီးဖြစ်ပြီးဩဂတ်လကမှာအရှေ့ပိုင်းတိုင်းစစ်နာကျုပ်ရဲ့တိုင်းမှုအဖြစ်ရာထူးတွင်းမြင့်ခံခဲ့ရသူဖြစ်ပြီး 3လနီးပါးအကြာမှာတရားဝင်ကုန်သည်မှုနဲ့တရားဝင်စီးပွားရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုနဲ့ယာရုကနေဖယ်ရှားဖမ်းဆီးခံလိုက်ရတာလည်းဖြစ်ပါတယ်ရှင်။ကရင်ပြည်နယ်ရဲ့တိုင်းတဘောက်ကိုတက်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်မြရီမြို့နယ် KK ဘက်ကနေမဲဆောက်မြို့ကိုထွက်ပြေးလာတဲ့နိုင်ငံသားသားအရေအတွက်ဟာအယောက်တစ်ထောင်ကျော်ရှိလာပြီဖြစ်ပြီးတောင်ရင်းမြစ်ကို ဖြတ်ကွေးရင်းနဲ့ ရင်းနဲ့တေဆုံးသူ၃ထက်မနည်းရှိနေရလို့လဲထိုင်းသတင်းဌာနကစုံမှာသတင်းဖော်ပြထားကြရသိရှိရပါတယ်။မနေ့ကအော်တိုဘားလာ24ရက်နေ့မှာကြားဖြတ်လိမ်လည်သူတွေဖြစ်လုတ်ကင်နေရလို့တန်တရားရှိတယ်။နိုင်ငံသားသားတထောင်ကျော်ဟာမဲဆောက်ခရံကိုနေဆက်ဖြတ်ကျော်ထွက်ပြေးလာခဲ့ကြတာလည်းဖြစ်ပါတယ်။ထွက်ပြေးသူတွေထဲမှာအိန္ဒိယနိုင်ငံသား399ဦး၊တရုတ်နိုင်ငံသား149ဦးပါဝင်တယ်လို့ ၊ VNN ဖလက်ပိုင်း၊ Ethiopia, Pakistan, Indonesia, Nepal နဲ့ကမ္ဘာတဝန်းကတခြားနိုင်ငံအသီးသီးကနိုင်ငံသားတွေလည်းပါဝင်နေတဲ့အပြင်ထိုင်းနိုင်ငံသား32ဦးပါဝင်နေရလို့လည်းသိရှိရပါတယ်။အဲလိုထွက်ပြေးလာသူတွေကိုထိုင်းအာဏာပိုင်တွေကမှတ်ပုံတင်တွေကိုရေးအချက်အလက်စစ်ဆေးတာတွေဆောင်ရွက်ခဲ့ပြီးထိုင်းနိုင်ငံရဲ့တရားဥပဒေအရအရေးယူမှုတွေလုံဆောင်သွားမယ်လို့လည်းသိရှိရပါတယ်။ကနေဦးမှာစစ်ဆေးမှုတွေရ ဖမ်းဆီးခံရသူတွေမှာနိုင်ငံကူးလက်မှတ်မရှိတဲ့အသက်20ကနေအသက်55နှစ်ကြာတရုတ်နိုင်ငံသားတွေပါဝင်ပြီးလက်ဝေရာနဲ့ကိုယ်ရေးအကျဉ်စစ်စစ်မှုအရာနိုင်ငံခြားသားတွေဟာရာဇွတ်မှတ်တမ်းတွေ ရှိနေတယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။လက်ရှိမှာထိုင်းအာဏာပိုင်တွေက နေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့ရွှေပြောင်းလာသူအလုံးတွေအစားအစာတောက်ရည်နဲ့ဆေးဝါးတွေအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးရနေတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်ရာဇဝတ်မှုမှတ်တမ်းရှိသူတွေကို ဖောက်ထုတ်သွားဖို့နဲ့လိမ့်လေလှည့်ဖြားသူတွေအဖြစ်အတင်းကျပ်ခိုင်းစေခံရတဲ့လူကုန်ကူးခံရသူတွေကိုခွဲခြားဖို့အတွက်တေကြာစွာစစ်ဆေးနေတယ်လို့လည်းသိရှိရပါတယ်။အဲလိုတောင်ရင်မြစ်ကိုဖျက်ပြေးလာတဲ့တရုတ်နိုင်ငံသားအချို့အပါအဝင် နိုင်ငံသားတွေမြေအတွင်းမှာရေနဲ့မျောပါသွားပြီးရေနဲ့သေဆုံးကြတဲ့အလောင်း၃လောင်းလဲရရှိထားရလို့ထိုင်းမြန်မာနယ်စပ်သတင်းပြည်တွေကပြောပါတယ်။ BGF ရဲ့ဦးစီးမှုနဲ့စီကားနေခဲ့တဲ့ KK ပတ်မှာ ကားတွေဆိုင်ကယ်တွေအဖိုးတန်ပစ္စည်းများစွာကျန်ရစ်ခဲ့က လူသူမရှိတဲ့မြို့ပြက်ကြီးအလားအဆောက်အုံများစွာနဲ့၆ကပ်သွားခဲ့တယ်လို့လည်းနယ်စပ်သတင်းမြစ်တွေဆီကနေသိရပါပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်တပ်ကမတန်ဆွမ်းတွေကိုနေရင်တွေမှာအရှင်လက်လက်မီးရှို့တပ်ဖြတ်ခဲ့လို့ကုလသမဂ္ဂအစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုခဲ့ပါတယ်။အော်တိုဘာလ23ရက်နေ့အမေရိကန်ပြည်အောင်စုညွှန်ရုံမြို့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုရေးရာကော်မတီတတိယကော်မတီရဲ့မတန်ဆွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအစည်းအဝေးမှာအခုလိုပြောဆိုတင်ပြခဲ့တာလည်းဖြစ်ပါတယ်။အကြံပဲစစ်တပ်ကအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေအပါအဝင်မတန်ဆွမ်းသူ138ဦးကိုတပ်ဖြတ်ခဲ့ပြီးအဲ့ဒီတည်ဆုံးခဲ့တဲ့မတန်ဆွမ်းသူတွေနဲ့26ရာဂိုင်းနှုံးခတ်မှာစေုပ်စုကကြေးရွာတွေကိုဝင်ရောက်စီးနှင်တက်ခတ်စဉ်တွင် နေအိမ်တွေမှာအရှင်လက်လက်မီးရှို့ခံရတာဖြစ်ပြီးတည်ဆုံးခဲ့ရတာဖြစ်တယ်လို့လည်းတမ်မတ်ကြီးကပြောပါတယ်ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာနေထိုင်ပြီး သွာလာလှုပ်ရှားမှုတို့မို့အာယုံခံနိုင်စွာအားနေချိုရင်းနေတဲ့မတန်ဆန်းသူတွေအနေနဲ့ထွက်ပြေးတင်းရှောင်ဖို့ခက်ခဲတာကြောင့်ပုံမှုထိရှာလွယ်ပြီးတေဆုံးရတဲ့အထိဖြစ်လာခဲ့တာဖြစ်တယ်လို့လည်းဥကြုံမိုးထွန်းကပြောပါတယ်။ဒါအပြင်ပဋိပက္ခဒဏ်သင့်ဒေတာတွေမှာ စာလောင်ငတ်မှုခြင်းနဲ့စေဝါကုသမှုမရရှိခြင်း အထူးသဖြင့်ဆေးဥစုကဆေးဝါးတွေပို့ဆောင်မှုကိုပိတ်ပင်တိုက်မြင့်ချင်းလို့ကြောင့်လဲတချို့သောမတန်ဆွမ်းသူတွေအနေနဲ့အသက်သေဆုံးခဲ့ရတယ်လို့လည်းတန်မတ်ကြီးဥကြုံမိုးထုံးကရှင်းပြပါရတယ်။ဆေးဥစုအနေနဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုဆက်လက်ကျူးလွန်နေမယ်ဆိုရင်မတန်ဆွမ်းသူဥယေဟာဆက်လက်မြင့်တက်လာနေမှာဖြစ်ပြီးမတန်ဆွမ်းသူတွေရဲ့အခွင့်အရေးတွေဆက်လက်ချိုးဖောက်ခံရမယ်လို့လည်းထောက်ပြပြောဆိုခဲ့ပါရတယ်။အဲဒါကြောင့်ဆေးဥစုကိုသက်ဆိုးရှည်စေမဲ့သူတို့ပြင်ဆင်နေတယ် အတူရောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြရမယ်လို့လည်းတန်မတ်ကြီးကတိုက်တွန်းပြောဆိုခဲ့ပါတယ်ရှင်။ဒီတစ်ခါမှာတော့ကချင်လူမြောက်နယ်မြေမှာဆရာဝန်သူနာပြုပညာရက်အပါအဝင်ပညာရက်စုံတက္ကသိုလ်အသီးသီးက2026ခုနှစ်ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့်တွေကို နိုဝင်ဘာလ3ရက်နေ့ကနေစတင်ကရှောက်ထားနိုင်ကြောင်းစတင်ဖိတ်ခေါ်နေတယ်လို့ကချင် State Comprehensive University ကျောင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ကချင် State Comprehensive University ကို 2020ပြည်နှစ်နဲ့အဲ့ဒီနှစ်မတိုင်မီတက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီးသူတွေနိုင်ငံကအသိမှတ်ပြုအောင်လက်မှတ်တွေဖြစ်တဲ့ GEC နဲ့ IGCSE ရရှိထားသူတွေကချင်ပညာရေးဌာနကတက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီးသူတွေလျှောက်ထားနိုင်ကြရလို့လည်းသိရှိရပါတယ်။ဒါ့အပြင်အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း Basic Education Completion Assessment BECA ကိုဘာသာရပ်အလုံးမှာအနည်းဆုံး C grade ရရှိထားတဲ့အခြေခံပညာပြီးမြောက်ကြောင်း တိမှတ်ပြုလက်မှတ်ရရှိပြီးသူတွေနဲ့ကချင်ပညာပညာရပ်ဆောင်တက္ကသိုလ်ကတက္ကသိုလ်အသီးသီးရဲ့ဝင်ခွင့်သတ်မှတ်ချက်တွေနဲ့ကိုက်ညီသူတွေလည်းလျှောက်ထားနိုင်မှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်နေရာဒေသအသီးသီးကတော်လန်ចောင်းသားတွေအားလုံးကိုចောင်းတော်ကြီးကနေနှွေးထွေးစွာကြိုဆိုနေရလို့လည်းကချင်စိတ် comprehensive university ចောင်းရဲ့တာဝန်ရှိသူတို့ကပြပြပါတယ်။လလုံးမှာတော့အချိန်နေမှာចောင်းဝင်ခွင့်ရရှိသူចောင်းသူចောင်းသားတွေအနေနဲ့ နေထိုင်ရေးကိုကိုယ့်အစီအစဉ်နဲ့ကိုနေထိုင်ကြရမှာဖြစ်ပြီးအခက်အခဲရှိတဲ့ကျောင်းသူကျောင်းသားအနေငယ်ကိုသာကျောင်းဘက်ကကူညီပေးမှာဖြစ်တယ်လို့လည်းကျောင်းတာဝန်ရှိသူကပြောပြပါဗျ။ကချင်ပြည်နယ်ပညာရပ်ဆောင်တက္ကသိုလ်မှာ School of Medical Sciences, School of Nursing Sciences, School of Technology, School of Economics, School of Agriculture, School of Arts and Sciences ဘာသာရပ်တွေအတွက်ရှောက်ထားနိုင်ကြမှာဖြစ်ပြီး သက်ဆိုင်ရာကျောင်းတွေသတ်မှတ်ချက်နဲ့ကန့်ညီသူတွေရှောက်ထားနိုင်မှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။မန္တလေးရတဲ့တဲ့ဘောက်ကိုကြည့်အောင်ပါ။မန္တလေးတိုင်းဝန်ထွေမြို့နယ်ကကျေးရွာ300ကိုအကြက်ဖက်စစ်တပ်ကဝန်းအောင်ဆင်းနှင်းပြီးလူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့လို့ Voice of One တွင်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။အော်တိုဘာလ23ရက်နေ့မှာ ဝမ်တွင်မြို့နယ်ကကျေးရွာ300ရာကိုဝင်ရောက်စီးနှင်ပြီးအကြမ်းဖက်စစ်တပ်ကလူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့လို့လည်းသိရှိရပါတယ်။ပေါ်တာဆွဲဖမ်းဆီးခံရသူတွေထဲမှာကံပတ်လေကျေးရွာကလူငယ်2ဦး၊အင်းကုံကျေးရွာကလူငယ်2ဦးနဲ့ကျောင်းကုံကျေးရွာကလူငယ်2ဦးဖြစ်တယ်လို့လည်းသိရှိရပါတယ်။ ဖန်ဆီးခံရတဲ့လူငယ်တွေဟာအသက်16နှစ်ကနေ35နှစ်အတွင်းမှာရှိနေရလို့လဲ Voice of Wandering ကတာဝန်ရှိသူကပြောပြပါရတယ်။အဲ့ဒီဖန်ဆီးခံရသူတွေက Wandering မြို့နယ်အနောက်ပိုင်းအင်းကုန်းရွာကတူကံပတ်လေက2ဦးစုစုပေါင်း3ကိုတော့ပြန်ရွေးချင်ရင်ငွေနဲ့ပြန်ရွေးဆိုပြီးစစ်တပ်ကသိန်း90တောင်းတယ်လို့အဲ့ဒီမှာတဦးကတော့12သိန်းနဲ့ပြန်ရလာပြီးနောက်ထပ်တော့အရွေးမခံတော့ဘူးလို့လဲ Voice of Wandering ကတာဝန်ရှိသူတို့ကပြောပြပါရတယ်။ အလားတူအော်တိုဝါလာကိုရနေကလည်းဝန်တွင်မြို့နယ်ကျင်းရွာကလူငယ်တူဖိုကုန်းရွာကလူငယ်တူနဲ့အိုင်တာရွာနန်းနန်းရွာတို့ကလူငယ်၃ကိုလည်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့လို့သိရပါတယ်ရှင်။ ပဲဂိုးတိုင်းတဲ့နေဘောက်ကိုတက်ဆက်ပေးကြပါရယ်ပဲဂိုးတိုင်းပြည်မြို့မှာနေကြော်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရောင်းစားနေတယ်ပြူစောတိရာဇာကြီးနဲ့မိုးကြော်ကိုစစ်တပ်ကပြန်လည်ဖမ်းဆီးခဲ့လို့ဒေတာတွင်သတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်အော်တိုဘားလ23ရက်နေ့ညနေပိုင်းမှာ ပြည်မြို့နဝင်းကွက်တဲ့ဆလေးလမ်းမှာနေထိုင်တဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရောင်းစားနေတယ်။ပြူစောတိရာဇာကြီးနဲ့မိုးကျော်ကို အမတ်959အလို့ယုံတခွဲလက်ဆက်တရင်ကစစ်သားတွေကလာရောက်ဖမ်းဆီးသွားလို့လည်းသိရပါဗါး။အဲ့ဒီပြူစောတိနှုတ်ကိုဖမ်းဆီးသွားပြီးရဲ့နောက်မှာအမတ်959လက်ဆက်နဲ့စက်မှုအင်ဂျင်နီယာအလို့ယုံတခွဲ959လက်ဆက်တပ်မှန်ဖမ်းဆီးထားပြီးစစ်ဆေးမှုတွေလုဆောင်နေရလို့လည်းသိရှိရပါဗါး။ လားတို့အော်တိုဝါလာ15နှစ်ကလည်းပြည်မြို့စင်စုရက်ွက်ကန္နာလန်ကအမှတ်85စစ်သားစုဆောင်ရေးတပ်အနီးမှာနေထိုင်နေအရန်မိသက်နှူးနဲ့မြို့နယ်ထွေအုပ်ရုံးကဆွေမျိုးတော်ဆက်သူတို့ကိုပြည်မြို့959တရင်ကစစ်သားနဲ့ပြူစောထီတွေက ကားနဲ့ရောက်ရှိလာပြီးပေါ်တာဆွဲဖမ်းဆီးရကနေစစ်သားအချင်းချင်းရိုက်နှက်မှုဖြစ်ပွားခဲ့လို့လည်းသိရပါတယ်ရှင်အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ချင်းပြည်နယ်ကံပလက်မြို့မှာကျင်းပတဲ့မင်္ဂလာဆောင်ပွဲတစ်ခုကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့ရမှာ CDF ကံပလက်ရဲမေတူအပါအဝင်ပြည်သူ၃ဦးဟာတေဆုံးခဲ့ရပြီးအများအပြားလဲဒဏ်ရာရှိခဲ့လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါရယ်အော်တိုဝါလာ24ရက်နေ့မနေ့9နာရီမိနစ်20လောက်ကကံပလက်မြို့ဆယ်မိုင်ကုန်းမှာကျင်းပနေတဲ့မင်္ဂလာဆောင်ပွဲတစ်ပွဲကိုနေပြည်တော်ကနေတက်လာတဲ့ Jet Fighter တစ်စီးကဘုံနှလုံးကျဲချတိုက်ခတ်ခဲ့ရမှာ ရဲမေတအူးနဲ့ပြည်သူနှအူးစုစုပေါင်း300တည်ဆုံးခဲ့ရပြီးအများအပြားလဲထိခိုက်ဒဏ်ရာရှိခဲ့လို့ဒေသနေပြည်သူတွေကပြောပါရယ်အလားတူအော်တိုဘားလ24ရက်နေ့မနက်ပိုင်းကလည်းနတ်မောင်မြို့နယ်အရှိချမ်းကိုအကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့ အော်တိုဘားလ23နေ့ကလည်းနမော့မြို့နယ်အရှိချမ်းကြောက်အိုးကျွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဆက်တက်လေဒီပရာမိုတာနဲ့ဘုံကျဲတက်ခတ်ခဲ့လို့လည်းသိရပါဗျ။အဲ့ဒါအပြင်အော်တိုဘားလ23နေ့ညပိုင်းကလည်းရှမ်းပြည်နယ်မြောက်ပိုင်းကနမတူမြို့ကိုလေနဲ့ဘုံလေးကျင်ကြက်ချသွားသေးတယ်လို့လည်း TNL ကသတင်းထုတ်ပြန်ထားပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်ကပြည်သူလူထုကိုပြစ်မှတ်ထားကလေချောင်းကနေဘုံကျဲတက်ခတ်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့လူစုလူဝေးပြုလုပ်တာကိုရှောင်ရှားကြဖို့လေကြောင်းရန်ကာကွယ်ဆိုင်ရာတတိပေးချက်တွေလိုက်နာကြဖို့နဲ့ဘုံခိုကျင်းတွေခန့်ခိုင်မှမှတူးထကြဖို့အတွက်တော်လိုင်းအဖွဲ့အစည်းတွေကတိုက်တွန်းထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါများပါ။